ဟယ်လိုအားလုံးမင်္ဂလာပါနော်အဲခုတစ်ခေါက်ပြပြပေးပါမယ် reading လေးကတော့ဟွန်းအခုပေါ့နော်ဒီညလေးမှာ energy မိနေတဲ့ခံစားချက်လေးတွေပေါ့နော်ပြောရမယ်ဆိုရင်တော့ separation ဖြစ်နေတဲ့သူလေးတွေနော်လောလောလတ်လတ်မှာဆက်သွယ်ပြတ်နေတဲ့သူလေးတွေ content မရတဲ့သူလေးတွေပေါ့နော်အဲ့လိုသူလေးတွေရဲ့တစ်ဖက်လူနော်လောလောလတ်လတ် ဘရိတ်ကဖြစ်ထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းပဲပေါ့နော် separation ကိုအချိန်တစ်ခုထိပေါ့နော်ရောက်နေကြတဲ့သူလေးတွေပဲဖြစ်ဖြစ် DVD လေးကိုကြည့်လို့ရပါတယ်ကြည့်နိုင်ပါတယ်နော်ဘာလို့လဲဆိုတော့ဒါ collective energy ဖြစ်တဲ့အတွက်ကြောင့်ဒီလိုသူလေးတွေအကုန်လုံး DVD လေးကိုနားထောင်လို့ရပါတယ်နော်အော်တဖက်သူပေါ့နော်တဖက်သူကကိုယ်ခုချိန်မှာဘာတွေပြောချင်နေလဲသူ energy လေးတွေဘယ်လိုတွေရှိနေသူခံစားချက်တွေပေါ့ကွာ ူရင်တဲ့ခံစားချက်တွေဘာလေးရရှိနေလဲဆိုတော့ပြပြပြောရမှာဖြစ်ပါတယ်အဲညာလေးကလည်းမောင်းနေမီးလေးကလည်းပြက်တယ်ခံစားမိတဲ့ energy ကလည်းရင်ထဲမှာနယ်လေးอืมလမ်းဆွေးဆွေးလေးပေါ့နော်တမျိုးလေးပေါ့ခံစားချက်ကအရန်ကြီးအတူဖြစ်မနေဘူးအဲ့တော့ကြောင့်ဗီဒီယိုလေးကိုဖတ်ကြည့်ပြရဖြစ်ပါတယ်အဲ့တော့ ဗီဒီယိုလေးကိုစပြီးတော့ကြည့်ရအောင်နော်သူရဲ့ရင်ထဲကစကားတွေကိုယ့်အတွက်စကားတွေကဘာတွေဖြစ်မလဲဆိုတာလေးကိုအမကပြပြပေးသွားမယ်နော်ရင်းဆုံးကတ်လေးကိုရင်းဆုံးချလိုက်မယ်နော်ဒါကတော့အမရဲ့ကိုပိုင်ကက်ကလေးတွေပေါ့နော်ကိုပိုင်ကက်ကလေးတွေကိုအမကိုယ်တိုင်ရေးထားပေးတာဖြစ်တယ် ဒီကြရင်ဖျက်ပြပေးမယ်နော်โอเคဒီကမင်းကိုဘာလို့ပြောချင်လဲဒီနက်စကားတွေကဘာလို့ဖြစ်မလဲဖြစ်ပြီးပါချစ်စွတ်တမား စီလိုက်မယ်နော်ဒီကြပြပါရှင်ဒီစစ်ကမာတယ်ကိုတွင်းနေတဖက်သူကိုချင်းမဆက်တမ်းရတဲ့သူကကိုပါရီပြောချင်းလေး Okay. On sent de cœur là, petit peu fâché. Sorry, l'envoi là. Il y a des jeux là. โอเคပါအဲ့တော့အမကက်ကလေးတွေရသွားပြီပေါ့နော်ကက်ကလေးရသွားပြီဆိုတော့ energy လေးကိုခံစားပြီးတော့ပြောပြပေးပါမယ်เนาะဒီလိုမျိုးလေး energy ကိုခံစားပြီးတော့ပြောတာလေးကပို့ပြီးတော့ပေါ့နော်အဆင်ပြေဆိုပြီးတော့အရင် reading လေးတုန်းကအဲမှတ်ချက်လေးတွေရခဲ့ပါတယ်ဒါကြောင့်မို့လို့ energy လေးကိုခံစားပြီးတော့အမကပြောပြပေးပါမယ်အဲ့တော့ခုချိန်ရဆက်ပြီးတော့အရင်ဆက်ပြီးတော့ နောက်ထောင်ပေးပါနော်ကျန်နေရရကွာကြောမှဆိုရင်အခုလိုမျိုးထိချန်နေတဲ့အချိန်နေမှာငါစိတ်တွေကမင်းစီမှာပဲရောက်နေတယ်ဘာလို့လဲမသိဘူးအဲ့စိတ်တွေကတော်တော်ဆိုးတယ်ခံရကြရင်ဒီ မင်းကငါ့ကိုတော်တော်ချစ်တာပဲနော်အဲ့ချစ်ချင်းနေမင်းပြီးတဲ့ချစ်ချင်းနေကငါနဲ့ထိုက်တန်ရဲ့လားအဲ့လိုမျိုးတော့ငါတွေးမိတယ်ငါမင်းအောင်ဒီမင်းနဲ့ပတ်သက်တဲ့ငါခံစားချက်တွေကိုပြောတော့ပြောချင်တယ်ဒါပေမဲ့မပြောနိုင်ဘူးဘာလို့မပြောနိုင်တာလဲဆိုတော့လေငါ့ကိုငါမသိဘူးငါသိတာက အခုချိန်မှာမင်းဘာဂရီမှလည်းမပေးနိုင်ဘူးဂရီပေးဖို့ကိုလည်းငါအဲ့လိုဒီလည်းငါမတွေးမိသေးဘူးငါထီးကြံနေဝမ်းနေတယ်ခံစားရတယ်မင်းကိုတရီရတယ်ဒီစိတ်တရားလွယ်ပြီးတော့မင်းနဲ့ပတ်သက်ပြီးတော့ငါရည်ရည်ရဘာမှမပြောနိုင်သေးဘူး ။ရင်တော့မင်းပေါ်ဆက်ဆံမိခဲ့တာရင်းငါမှားခဲ့ပါတယ်။ငါတိတယ်။ဒါပေမဲ့အဲ့တော့လေငါခံစားချက်တွေငါစိတ်တွေကိုမင်းကိုတိချမဖော်ပြနိုင်ခဲ့ဘူး။မင်းပေါ်မှာငါရဲ့အတ္တတွေငါရဲ့မာနတွေငါရဲ့လွမ်းမတဲ့စိတ်တွေနဲ့ပဲမင်းပေါ်မှာဆက်ဆံမိခဲ့တယ်။ဒါမဲ့ပေါ့လေချင်းချင်းမမျိုးပြောပြနိုင်ခွင့်ရှိမယ်ဆိုရင်တော့ ငါရဲ့စိတ်ရင်းတွေကိုငါပြပြနိုင်ပါစေလို့ငါရဲ့စိတ်ရင်းတွေကိုဝန်ခံနိုင်ပါစေလို့တော့ငါဆုတောင်းမိတယ်။ဓမ္မမင်းငါ့ကိုမျော်လင့်နေရဆိုလဲငါတည်တယ်။မျော်လင့်နေတည်တယ်ဆိုငါတည်ပါရဲ့။ဓမ္မမင်းစီကိုလာဖို့ငါစိတ်ကငါချီနေရောငါစိတ်တည်ရောစဉ်းစားမဖြစ်သေးဘူး။ငါဘောမှာငါလုပ်ရရရှိသေးတယ်။ ငါစူးစမ်းရမယ့်အရာတွေလည်းရှိသေးတယ်ငါချီနေရလဲဘလုံးမအဆင်ပြေသေးဘူးပြီးတော့ငါစိတ်ကိုလည်းငါတခြားသုံးသပ်ချင်သေးတယ်ဒါကြောင့်မလို့မင်းနဲ့ပတ်သက်ပြီးတော့ငါဘာမှမပြောနိုင်သေးတာဘာကတိမှလည်းမပေးနိုင်သေးတာအဲ့မဲ့တစ်ချိန်ချိန်တော့ငါတို့တွေပြန်ပြီးတော့ပေါ့နော်တူရှိနိုင်မယ်လို့တော့ငါယုံကြည်တယ်အခါကျရင်တော့ငါမင်းကိုစကားတွေအများကြီးပြောချင်တယ် ရင်တော့ငါမင်းပေါ်မှာမှားခဲ့တာတွေငါသိတယ်အလုံးကငါမှားတယ်ဆိုတာငါသိတယ်ဒါပေမဲ့ငါမင်းကိုပဲအပြစ်မြင်ခဲ့မိတယ်အပြစ်တင်ခဲ့မိတယ်ပြဿနာတစ်ခုခုဖြစ်တိုင်းငါမှားရုံငါသိရတဲ့နဲ့မင်းမှားတယ်လို့ပဲငါပုံချခဲ့မိတယ်ခါလေးပြန်စဉ်းစားကြည့်တော့လေငါတကယ်တော့ဆိုးခဲ့တာပဲနော်မကောင်းဒါပေမဲ့ငါဘလို့ဆူဆူမင်းကငါ့ပေါ်မှာချစ်နိုင်ခဲ့ရယ်နော် ငါကြောင့်မငောင်မင်းချင်းနဲ့မထိုက်တန်ဘူးလို့ငါကငါတွေးမိတာပေါ့ဒါပေမဲ့ငါအဲ့လိုလူဆိုးလူယုံမာတော့မဟုတ်ပါဘူးကွာကတော့ပြန်ပြင်ဆင်ခွင့်ရှိမယ်ဆိုရင်မင်းပေါ်ငါပြောခဲ့မိတဲ့ငါရဲ့စကားတွေကိုငါပြန်ရုပ်သိမ်းခြင်းမိပါတယ်တကယ်ပြောတာပါတချိန်ချိန်မှာတော့ငါအတွက်ပြန်ပြင်ဆင်နိုင်ခွင့်လေးခွင့်ရလေးရပါစေလို့တော့ငါဆုတောင်းနေမိပါတယ်ဟောရရဲ့အမတ်တရားတွေကတကယ်ဟောနော် ာချင်းစရာကောင်းခဲ့ပါတယ်။အဆင်ပြေမှုတွေဖြစ်လိုက်ဆင်ပြေသွားလိုက်ဒါမှငါရဲ့အတ္တတွေမာနတွေကိုပဲငါရှည်တန်းတင်နေမိခဲ့တဲ့ခါကျတော့အရာအလုံးကမင်းကိုပဲငါအဖြစ်တင်ခဲ့မိတာပေါ့နော်။အဲ့တော့ကြောင့်အဆင်မပြေဖြစ်ခဲ့ရတာတွေပဲများတယ်မင်းနာကျင်ခဲ့ရတယ်။ဒါလိုလဲငါသိပါတယ်။ဒီလိုမှတ်တရားတွေနဲ့ပဲငါတို့တွေပြီးဆုံးခဲ့ရတယ်နော်။ငါလဲနာကျင်ရပါတယ်။မင်းမရှိတော့တဲ့ခါကျမှ ငါဘွားတကယ်ကိုမောင်နဲ့ရောက်သွားသလိုပဲအဆင်ပြေဦးကဒါကြောင့်မလို့ငါထီးကျန်နေရတာခုချိန်မှာတော့ငါကုံငါတော့ငါပြန်တုံးတက်နေမိတယ်မောင်တကယ်မှားခဲ့တာတွေငါသိရွာသိပါတယ်အဲ့စကားတွေကိုလည်းမင်းကိုပြောချင်တယ်ချင်းချရင်တော့ပြောနိုင်ခွင့်လေးရှိမယ်လို့တော့ငါယုံကြည်ပါတယ်အဲ့ဒီအချိန်လေးကိုတော့ငါ စောင့်မျှော်နေတော့မယ်ဒါပေမဲ့ငါခုချိန်မှာတော့မစူးစမ်းနိုင်သေးဘူးမင်းနဲ့နှီးဖို့တော့ဒီတိုင်းလေးပဲငါဆူတောင်းနေရောလွဲပြီးတော့ငါဘာမှမတတ်နိုင်သေးဘူးအေးငါတွေးမိတာတော့ကွာခုချိန်မှာငါတို့နှစ်ယောက်တက်ကိုတယောက်လက်လွတ်ထားလက်လွတ်ထားတာပဲကောင်းတယ်ဘာလို့လဲဆိုတော့စင်တမဖြစ်သေးတဲ့ငါနဲ့ဘာကလေးမှမပေးသေးနိုင်သေးတဲ့အပ ြီးကိုရောက်လာတဲ့အပေါ်ပဲအားကြောင့်ငါမင်းနာကိုမလာနိုင်သေးဘူးလာဖို့လည်းငါမတွေးသေးဘူးငါကငါတိတယ်ငါကငါအဲ့လောက်ထိယုံကြည်မှုမရှိသေးဘူးအဲ့တော့မင်းငါ့ကိုနားလည်ပေးပါလို့တော့ငါမျှော်လင့်နေမနောခုချိန်ကတော့ the right time မဟုတ်ဘူးကွာဒါကြောင့်မလို့ right time ကတော့တစ်ချိန်ချိန်မှာရောက်လာမယ်လို့တော့ငါလည်း ညာလေးနေမိတယ်အဲ့ဒီတစ်ချိန်ချင်း right time ဆိုတဲ့အချိန်တခုရောက်လာခဲ့ရင်တော့ငါမှားတွေအတွက်ငါတောင်းပန်ခြင်းနဲ့ငါပြုခဲ့မိတဲ့အရာတွေအတွက်ငါပြင်ဆင်ခွင့်ရခြင်းနဲ့ငါရင်ထဲကစကားတွေငါစိတ်ထဲကစကားတွေကိုရိုးသားစွာမင်းကိုဖွင့်ဟပြောဆိုခြင်းနဲ့ဒီလိုတွေပြောနေလို့မင်းကရည်နေမလားယင်ငါတကယ်ပြောရပါငါတကယ်ခုတကယ်ခံစားနေရတာ ငါကငါသိပါရဲ့ဒါမဲ့ငါငါကဘလို့လူလဲဆိုမင်းသိရမလားငါအတကြီးတယ်လေမာနလည်းကြီးတယ်ငါဘလို့ပဲခံစားရခံစားရဒီเจ้าရတယ်မင်းတော့ပြောမှာမဟုတ်သေးဘူးပျော်ပျော်နေတဲ့ပုံစံမဲငါနေနေတာလေဒါမဲ့ငါတကယ်ခံစားရပါတယ်ငါတကယ်အထီးကျန်တယ်ငါတကယ်မင်းကိုတရီရပါတယ် ငါတကယ်လည်းမှားခဲ့ပါတယ်အဲ့ဒီမှားရေးအတွက်လည်းပြင်ဆင်ခြင်းပါတယ်အဲကဲကောင်းပါပြီဒီဒီ energy လေးကတော့အမအခုရလာတဲ့ဒီကက်ကလေးတွေပုံမှာအမခံစားမိတဲ့ energy လေးတွေပေါ့နော်အဲ့တော့ပေါ့နော်ဒီ energy လေးတွေ resonate ဖြစ်တဲ့သူလေးတွေကလည်းနားထောင်ပြီးတော့အမ်တကယ်လို့ပေါ့နော်သူ့ပုံမှာခွင့်မလွန်နိုင်တာတွေ အာဃာတတွေရှိနေတယ်ဆိုရင်တော့လည်းနည်းနည်းလေးလောက်ဖြစ်ဖြစ်ခွင့်လွှတ်ပေးလိုက်ပါမြေတားထားကြည့်ပေးလိုက်ပါနော်အာတစုံတစ်ယောက်ကိုမုံတီးပြီးတော့နေနေရတာကိုကိုကိုပင်မနဲ့ကိုကိုကိုနှိမ့်ဆက်တဲ့သဘောလို့ဖြစ်နေရကြောင်းမို့လीနော်အဲ့တော့ကိုလည်းကိုပြောရှင်ဖို့အတွက်ဆိုရင်ဒီနာကျင်မှုတွေရှိခဲ့တယ်ဆိုရင်ဒီနာကျင်မှုတွေကနေကိုလည်းယုံထွက်ရမယ်ခွင့်လွှတ်နိုင်တဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုလည်းပဲတေချာလေးကိုလက်ခံကျင့်သုံးနိုင်ရမယ် ဒါမှသာကိုယ်တိုင်လွတ်မြောက်ပါလိမ့်နော်음အဲ့တော့အင်ဂျယ်လေးတွေကခုနားထောင်နေတဲ့သူလေးတွေအတွက်ဘယ်လို message လေးဘယ်လို guidance message လေးပေးမလဲဆိုတာလေးကိုတော့အမထက်ချက်ကြည်ပေးပါမယ်နော်ကိုကြည့်နေတဲ့သူလေးကြ Guidance message လေးတစ်ခု ချစ်ကြပေးဖို့တောင်းဆိုပါရရှင်ချစ်စွတ်တိုင်း oh my god what did rain and all mm. energy ကတော့ separation ဖြစ်နေတဲ့သူလေးတွေကိုလုံးဝ energy မိတယ်เนาะ Energy Mini, ¿vale? Right? Mm. Not full out, not full out paper, not full out paper. Okay. Full out paper sheet. Okay, nice one. ဒါလေးညီ message ရှာထားပါတယ်။အော်ဒီမှာမြင်ရတဲ့လောက်ကတော့အာ separation ဖြစ်နေတဲ့သူလေးတွေရဲ့ energy တော့တော်တော်ပါလိမ့်မယ်ဟုတ်တယ်မလား။ဒါလည်း separation ဖြစ်နေလို့ဒီလူတွေလေးကိုလာကြည့်ရပါတော့။အဲဝန်နဲ့နေရတယ်၊သတိရနေတယ်တော့ကိုယ်ကလည်းသတိရတယ်တော့သူကလည်းသတိရနေတယ်ဆိုတော့ပုံစံမျိုးလေးပေါ့ကွာ။ Not thinking about you တဲ့ဟုတ်ပြီလား။အဲ့တော့ ။တစုံတယောက်ကတော့နော်ခုနကဖက်ပြသေးတဲ့ဖက်ပြသွားတဲ့ energy တွေအတိုင်းပဲပေါ့နော်။ကိုယ်ပေါ်မှာတော့ passion တော့ရှိတယ်ကွာ။ပြောမယ်ဆိုရင်တော့ဒီသဘောလေးကတော့ပေါ့နော်။ကိုယ်နဲ့သူနဲ့က passion နဲ့ဖြစ်တဲ့အတွေ့အလေးလည်းဖြစ်ခဲ့မယ်။နောက်ပြီးတော့သူကအခုချိန်မှာကိုယ်သတိရနေတာလေးလည်းပဲရှိတယ်နော်။တတိယနေရာလေးရှိတယ်ဒီကတော့ပြင်းပြင်းပြပြလေးတတိယနေရာယူလေးတောင်တချို့လေးတွေရှိနိုင်ပါတယ်အဲ့တော့ဒီ connection လေးကတော့ မပြီးဆုံးနိုင်သေးဘူးပေါ့နော် connection ကတော့ပြန်ပြီးတော့ union ပြန်ဖြစ်နိုင်မယ်ဆိုတော့ပုံစံမျိုးလေးတွေမြင်ရတယ်အဲ wedden ring ဖြီးပါကြာထားတယ်ဆိုတော့လုံးဝ wedden married life ဖြီးပေါ့နော် so connection ကိုရှိနေတယ်ကွာဒီ connection မှာကနော်အခုခံစားမိတဲ့ energy တွေနဲ့ connection မှာ so connection ရှိနေတယ်တစ်ခုခုတော့ တချို့လေးတွေကတော့လုံးဝဟိုပေါ့နော် union ပြန်ဖြစ်ဖို့ energy တွေရှိနေတယ်ဒါကြောင့်မို့လို့လေဒီဒီ message လေးတွေထဲမှာသူကပေါ့နော်ဟို right time မဟုတ်သေးဘူးဆိုပြီးတော့သူ့ကိုယ်သူအခုချိန်မှာပြောတာလေဟုတ်တယ်မလား right time မဟုတ်သေးဘူးတချိန်ချိန်မှာပြန်ဆောင်ခွင့်ရရင်တော့သူကနော်သူအခြေအနေတွေကိုဒီ ဝင်ခံနိုင်ပါစေလို့မျှော်လင့်နေတော့เนาะဒီမှာဆိုရင်လက်တနေ့ကျရင်ငါတို့ပြန်ပြီးတူရှိနိုင်မယ်လို့ယုံကြည်ရဲဆိုတော့သူ့ဘက်ကလည်းဒီလိုမျိုးယုံကြည်မှုလေးတွေရှိတယ်ဒီမှာเนาะ angel လေးတွေကလည်းကိုယ့်ပုံမှာ union ဆိုတဲ့ message လေးလည်းပေးထားတဲ့ခါကျတော့ပြောမယ်ဆိုတော့ဒီ connection လေးကတော့အဲရှိအောင်မယ် နော်ဒီလုံးဝကြီးပြတ်တောက်သွားတယ်ပေါ့နော်ဆက်ဆံရေးတော့မဟုတ်ဘူး connection ကတော့တချင်ချင်းမှာတော့ပြန်ပြီးတော့မိအောင်မယ်ဆိုတဲ့သဘောမျိုးလေးမှာရှိနေပါတယ်နော်အဲ့တော့ glycogen connection လေးကိုမမိခင်မှာတော့ကိုကဘာဖြစ်မလဲဆိုတော့ healthy choice နော် healthy choice လေးပေါ့နော်ကိုကိုကိုဒီမှာ ဖြောရှင်အောင်နေပါသူ့ကိုကြီးပဲလွမ်းနေရတဲ့သတိရနေရတဲ့အတချို့စင်လွမ်းနေသတိရနေတာထက်ကြော်လုံးပြီးတော့ဒီနာကျင်ရတဲ့အတိတ်တွေကနေရုံမှုထွက်နိုင်တာတွေကိုကိုကိုဒီနာကျင်တဲ့အတိတ်တွေနဲ့ပဲပေါ့နော်နှိမ့်ဆက်နေတဲ့သူလေးတွေလည်းရှိကောင်းရှိနိုင်အဲ့လိုလူလေးတွေလည်းဖြစ်နိုင်ခုနကအမပြောသလို forgiveness နော်ခွင့်လွှတ်ခြင်းလေးတွေကိုရအောင်လို့ကြိုးစားကြည့်ပေးပါပြီးဝရင် healthy choice ကိုရွေးချယ်ပြီးတော့သူကနော် union ချင်းမ union ချင်းတွေကိုခဏထားလိုက် နော်ဒီကိစ္စ wedding ring နဲ့ဒီကိစ္စတွေခဏထားလိုက်နော်ဒီဟာကနောက်မှနေကံကြမ္မာ universe ကအဆုံးဖြတ်ပေးလိုက်မှာကိုယ်သာဘာလုပ်ဖို့လိုရဆိုကိုယ်သာကိုယ်လမ်းကြောင်းပေါ်မှာကိုယ်မှန်မှန်ကန်ကန်ရှောက်ဖို့လိုအပ်တယ်နော်ဘလို့မှန်မှန်ကန်ကန်ရှောက်မလဲဆိုရင် making healthy choice နော် and love and love and life တဲ့နော်ကိုယ့်ရဲ့ love life မှာကိုယ့်ရဲ့ဘဝမှာက healthy choice လေးလုပ်ဖို့လိုအပ်တယ် selfless self care တွေနဲ့ပေါ့နော်ဒီ being being happy ပို့ပြီးတော့ပျော်ရွှင်လာအောင်နေထိုင်ဖို့လိုအပ်တယ်ကိုယ့်ကိုယ်ကိုချစ်ရမယ်ကိုယ့်ကိုယ်ကိုယူဆရမယ် နော်အချို့လေးကျတော့ငါ့ကိုငါ view site တယ်ဆိုပြီးတော့မျိုးသေးတယ်မလားဟိုဝါရီ၃လိုက်ဒီဟာဒီ၃လိုက်အဲရပါတယ်၃လို့မရအောင်မဟုတ်ဘူးရတယ်ခုတ skin care တွေဘာကြီး၃နာဘာညာရတယ်လို့ကိစ္စမရှိအဝေးစားတွေဝယ်ပြီးတော့ကိုကိုကိုကျွေးတာလို့အေးဒါပဲမဲ့အဲ့ဒါကြီးကိုတော့ဘောနော်ပြပြကိုစိတ်အဆင်မပြေတိုင်းဒီလိုတွေထားလို့လဲစိတ်အဆင်မပြေတိုင်းဒီလိုတွေထားလို့လဲအဲ့လိုမျိုးပြီးတော့မလုပ်စေချင်ဘူးပေါ့နော်သူ့အတိုင်းတန်နဲ့သူတော့ဖြစ်အောင်လုပ်ရမယ် healthy ဘက်ကိုသွားရမယ်နော်ဟုတ်ပြီလား အဲနောက်ပြီးတော့ဒီမှာဘောနော် self love ကိုကိုကိုချစ်ကြမယ်တန်ဖိုးထားရမယ်အဲတန်ဖိုးထားရမယ်ချစ်ကြမယ်ဆိုတော့ကွာသိတယ်မလားဒီလိုမျိုးနာကျင်မှုတွေအဆင်မပြေမှုတွေမှာပိတ်မိနေတာ ကကိုကိုကိုမချစ်ရရောက်တယ်ကွာကိုစိတ်ကိုကိုဒဏ်ရာတွေရအောင်ကိုစိတ်ကိုကိုပင်ပန်းအောင်လုပ်နေတာဖြစ်တဲ့တော့ကြောင့်ဒီလိုကနေလွတ်မြောက်အောင်လုပ်မှတာကိုကိုကိုဘယ်လိုပြရမလဲဒီပျော်ရွှင်အောင်လုပ်မှလာတာ self love ပဲเนาะကိုကိုကိုချစ်ရရောက်တယ်အဲ့တော့ 哎，表现啊，包括红肉片嘞，巴黎还不如江啊，呀，不是？各个各英雄越吃吧，各有表情個、啊，每个不一样嘞嘛。 မဖြက်စည်းပါနဲ့ဘယ်ရာကမှအနောက်ရှင်မဖြစ်စေနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုပြောမစင်သူရှိနေမှပြောမှာမဟုတ်ဘူးကွာကိုတူးတဲ့နဲ့လဲကိုဘွားလေးနဲ့ကိုပျော်ရွှင်နေရတော့ကိုမှကိုကိုချစ်တဲ့သူတွေဘေးမှာအများကြီးပဲကိုမိသားစုရှိမယ်ကိုမိဆွေတငယ်ချင်းပေါင်းတဲ့နေရှိမယ်နော်အစားသဖြင့်ဒီလိုလူလေးတွေကိုလည်းကြည်ပေးပါဒီလိုသူတွေနဲ့လည်းအချိန်လေးတွေကုန်ဆုံးပေးပါကိုဝါသနာပါရာလေးတွေကိုကိုသဘောကျရာလေးတွေကိုလည်းပဲပေါ့နော်လှူဆောင်ပြီးတော့ ပြပြရှင်ရှင်နေပေးပါဒီလိုမျိုးလေးကိုကလမ်းကြောင်းမှန်ပေါ်မှာကောင်းကောင်းမွန်မွန်လေးနေနေမယ်အဆင်ပြေပြေလေးနေနေမယ်ဆိုရင် universe ကကိုယ့်အတွက် blessing တွေအချိန်တန်ရင်ပေးလာမှာပဲ right time ရောက်လာရင်ပေးလာမှာပဲเนาะသူ့အနေနဲ့သူ divine ကအလုံးလုံးနေတယ်ကိုကလည်းကိုလို့ကိုလို့ဖို့ပဲအရေးကြီးတယ်နော်ဟုတ်ပြီလားအဲ့တော့ဒါကအမကတော့စကားလေးတွေပြောတာနည်းနည်းလေးရှည်သွားပြီအဲဒါကတော့သူ့ရဲ့ message လေးနဲ့ဟိုခုကြည့်နေတဲ့သူလေးတွေအတွက် guidance message လေးကိုပြောပြပေးတာဖြစ်ပါတယ်။အဲတော့အခုလိုမျိုး reading လေးတွေဖတ်ပေးတာကိုသဘောကျတယ်နှစ်သက်တယ်ဆိုရင်တော့ like and comment လေးတွေနဲ့အားပေးကြပါအောင်နော်။နောက်ထပ် reading လေးတွေတင်လည်းအားပေးကြဖို့မျှော်လင့်ပါတယ်။အခုလိုမျိုးအားပေးတဲ့အတွက်ကြီးစုပေးတဲ့အတွက်လည်းတူတူယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အဲတော့နောက်ထပ် video လေးတွေမှာတွေ့ကြမယ်နော်။ Bye bye.